မက်ဘုတ်တလုံးကိုပိုင်ဆိုင်ထားရခြင်းဟာသို့မဟုတ်ဝယ်ယူလိုက်ခြင်းဟာသင်အရင်းကြီးလောက်တာထက်ပိုတယ်ဆိုတာကိုယုံကြည်ပါလားခင်ဗျာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့မက်ဘုတ်တလုံးကိုဝယ်ယူလိုက်ခြင်းဟာရင်းနှီးတစ်ခုတည်းပိုတယ်ဆိုတဲ့အကြောင်းအရာပါခင်ဗျာမနေ့ကအောက်တိုဘာ15ရက်နေ့ရက်ပဲထွက်ခဲ့တဲ့ M5 MacBook Pro တလုံးသင်ဝယ်ယူလိုက်တဲ့ဆိုကြပါစို့ဥပမာသူ့ရဲ့တံမိုးကျတဲ့ငွေရော မြန်မာငွေ95သိန်းဖြစ်ခဲ့တယ်ဆိုရင်အဲ့တလုံးဒီနောက်ဘုတ်တလုံးဒီနှစ်ပေါင်း10နှစ်တိတိခံနေဆိုကြပါစို့တကယ်လည်းခံပါတယ်ခင်ဗျအဲ့ဒါဆိုရင်လနဲ့တွက်ကြည့်မယ်ဆိုရင်လပေါင်း120ဖြစ်ပါလိမ့်မယ်သူ့ရဲ့တန်ဖိုးဒီ95သိန်းလပေါင်း120စားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တလဆာကျွန်တော်တို့ပေးရတဲ့အဆန်ဒီနောက်ဘုတ်တလုံးပြော 9166ကျက်အဆုံးသွက်နေပါတော့မယ်။ဒါဆိုရင်အဲ့ဒီပုံမှာထပ်ပေါင်းပြီးတော့ကိုယ့်ရဲ့ talent ကိုယ့်ရဲ့ skill ကိုယ့်ရဲ့ရှိနေ potential တွေပါထည့်ပေးလိုက်မယ်ဆိုရင်9966ကျက်မကတော့ဇာဘွားဝင်ငွေတွေကိုရရှိနိုင်မယ်ဆိုတာကိုလည်းသင်ပိုင်ဆိုင်ဘူးမှာဝယ်ပြီးတော့သုံးချီမှာသိမဲ့အရာမျိုးဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။ လိုအပ်လာပါက average ကိုတတိယပါတန်တာပါ balance ဆုပ်ပါခင်ဗျာ